ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရင်တပ်တွေဖြစ်တဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ကရင်မျိုးသားကာကွယ်ရေးတပ် KNDO တို့ဟာအခုရက်ပိုင်းမှာဖအန်ခရိုင်ကစစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ကော်တူးလီအုပ်ချုပ်နေမည့်ဖအန်ခရိုင်တာကရီပိုင်ကျုံမြို့နယ်အတွင်းကစစ်ကောင်စီရဲ့ခလာရ2လေးတပ်ဖွဲ့ဝင်တွေအခြေစိုက်တပ်ဆွေးထားတဲ့မော်ကွီးလူတပ်စခန်းကို မနီကမီလာ16ရက်နေ့မနက်ပိုင်းကတင်ပိုက်ခဲ့ပါရီမနက်9နာရီခွဲအချိန်လောက်မှာတက်မဟာခွန်လက်အောက်ခံ KNL နဲ့ KNDO တက်တွေကတင်ပိုက်ခဲ့တာပါအဲ့ဒီလိုပဲနေပေါင်း39နှစ်အကြာစစ်ကောင်စီတက်ဆွေးခဲ့တဲ့ဖအံခရိုင်တညာကျိုးခေါ်တာလီဘူဟာစခန်းကိုလေပြင်တက်တွေကမေလ13ရက်နေ့ည9နာရီလောက်မှာတင်ပိုက်ခဲ့တာပါအဲ့ဒီစခန်းဟာ KNU ကောတူးလေအုပ်ချုပ်နေမြေဖအံခရိုင်တာကရီပိုင်ကျုံမြို့နေကာတီးကြီးရွာအနားမှာရှိပြီးစစ်ကောင်စီတပ်ခလာရနှစ်လေးနဲ့အမြောက်တပ်အမတ်တ3112တို့အခြေစိုက်တယ်လို့သိရပါတယ်။စကမ်းသိမ့်ပိုက်တဲ့အချိန်မှာ အာနာသိမ့်အကျန်းဖက်စစ်ကောင်စီအမြောက်တပ်ကဘူကြီးတယောက်အပါဝင်စစ်ကောင်စီတပ်သား9ယောက်တေဆုံးခဲ့ပြီးခလာရနှစ်လေးဒုတက်ရင်မူကတော့ ထွက်ပြေးလွတ်မြောက်နေလို့လိုက်လံဖန်ဆီးနေတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်